ဘုရားသခင်သည်ကျွန်ုပ်တို့၏ဘရင်ဖြစ်သည်ကတိလသာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ချုချက်များကိုဝေမျှပေးနေပါသည်နိုဝင်ဘာလ23ရက်နေ့အတွက်ပါခရစ်တုဘရင်ပွဲနေ့ဖြစ်ပါသည်ရှင်ယောဟန်အခန်းကြီး18ခန်းငယ်33မှ39ထိကိုကြားနာရမှာဖြစ်ပါသည်ယနေ့ကျွန်တော်တို့ကျင်းပတဲ့ပွဲတော်ဟာတာမန်ပွဲတော်တစ်ခုမဟုတ်ဘဲနဲ့ကတိလအသင်းတော်ရဲ့ ဝိပုကိုကိုယ်ချင်းပြက်ကတင်ရဲ့နောက်ဆုံးကိုပြတ်တဲ့ခရစ်တုဘီရင်ရဲ့ပွင့်နေ့ဖြစ်ပါတယ်။ဒီပွဲတော်ဟာကမ္ဘာမြေကြီးပေါ်မှာမြေတိအာနာမြေတိဘီရင်ထက်မဆိုကြီးမြတ်တဲ့ခရစ်တော်ရဲ့ထာဝရအုပ်ဆိုးခြင်းကိုတိမတ်ပြုရမယ့်ပွဲဖြစ်ကျင်းပတာဖြစ်ပါတယ်။ဒီခရစ်တုဘီရင်ပွင့်နေ့တော်ကို1925ခုနှစ်မှာပုတ်ရမင်းကြီးပီယူက စတင်ပြီးပြည်ဝင်တက်မှတ်ခဲ့တာ ဖြစ်ပါတယ်။ဒီအချိန်ကာလကကဘာပေါ်မှာဘာသာမဲ့ဝါဒ၊ကွန်မြူနစ်ဝါဒနဲ့ဖက်ဆစ်ဝါဒတို့ကြီးစိုးလာခဲ့ကြပြီးတော့လူအဖွဲ့အစည်းနဲ့နိုင်ငံရေးနယ်ပယ်တို့မှာဖျားသခင်ရဲ့အုပ်စိုးခြင်းကိုဖယ်ရှားရန်ကြိုးစားနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ပုံရံမကြီးဒီဦးကနေပြီးတော့ဒီနေ့ပွဲကိုကျင်းပခိုင်တာဖြစ်ပါတယ်။ပုံရံမကြီးဟာ ဘုရားသခင်ရဲ့အုပ်စိုးမှုအောက်တွင်သာငြိမ်းချမ်းရေးနှင့်စစ်မှန်သောတရားမျှတမှုရရှိနိုင်ကြောင်းကိုဘဝကြီးအားပြတ်လူခဲ့ပါတယ်။ယခင်ကအောက်တိုဘာလရဲ့နောက်ဆုံးသတင်းတွေနေ့မှာကျင်းပခဲ့ပေမဲ့1969ခုနှစ်မှာစပြီးတော့ပိုရမ်းမင်းကြီးဂျွန်ဘောကနေပြီးတော့နောက်ဆုံးတင်းငွေနေလို့ခေါ်တဲ့ကက်သလစ်အသင်းတော်ရဲ့ဝိပုကုကွယ်ခြင်းပြက်ကတဲ့ရဲ့ နောက်ဆုံးတနည်းကနည်းကိုရွှေ့ခဲ့ပါတယ်ဒီလိုရွှေ့ပြောင်းရခြင်းအကြောင်းအရာကတော့လောကရဲ့ဤပြည့်စုံတဲ့ကောင်းငင်နိုင်ငံရာသခင်ဒီဆောက်နေတဲ့ကောင်းငင်နိုင်ငံကိုမိမောင်ထိုးပြဖို့ရန်အတွက်ဖြစ်ပါတယ်ဒီနေ့ဖတ်ရှုရမယ့်ရှင်ယောဟန်ဧဝံဂေလိကျမ်းမှာဆိုရင်လေယောမဘီယံကံကျုပ် ပုံစီဦးပိလက်တူနဲ့သခင်ခရစ်တော်တို့ရဲ့စကားပြောဆိုခန်းကိုကြားရမှာဖြစ်ပါတယ်။ပိလက်တူမင်းကသခင်ခရစ်တော်ကိုသင်သည်ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်သောဟုမိခဲ့တဲ့အခါမှာသခင်ခရစ်တော်ကငါ၏နိုင်ငံသည်ဤလောကနှင့်မဆိုင်ဟုရှင်းလင်းစွာဖော်ပြခဲ့ပါတယ်။ဤစကားဟာကျွန်တော်တို့အတွက်အလွန်အရေးကြီးလာပါတယ်။ဒုတိယဖြင့်ယခုလိုအချိန်အခါမျိုးမှာလောကီဘုရင်များဟာစစ်တပ်အင်အား စည်းစင်ဥစ္စာနဲ့အာနာကိုအသုံးပြုပြီးတော့အုပ်ဆိုးကြပေမဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ကတော့ထိုအရာများနဲ့လုံးဝမသက်ဆိုင်ကြောင်းကိုဖော်ရှုရမှာဖြစ်ပါတယ်။ခရစ်တော်ရဲ့ဘုရင်အပြစ်တရှိမှုဟာရုပ်ပိုင်းဆံရအင်အားပေါ်မှာအခြေခံထားတာမဟုတ်ဘဲနဲ့ခင်ခရစ်တော်ရဲ့ချစ်ခြင်းမြတ်တာအမှန်တရားတရားမျှတခြင်းနဲ့အစီခံကျွန်းတွေ အပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ခင်ခရစ်တော်က မှန်တရားဖက်၌ရှိသော သူတိုင်းသည်ငါဤစကားကိုနားထောင်၏ဟုမိန့်တော်မူခဲ့ပါသည်ကိုရောဟာလောကထဲသို့အမှန်တရားကိုတည်တည်ခံရန်ကြွရောက်လာခြင်း ဖြစ်တယ်ဆိုတာကိုထောက်ရှုကြရပါမယ်အဲကြောင့်ကျွန်တော်တို့ရဲ့တက်မွေးဝမ်းကြောင်းအလုတ်တွေနဲ့ဘဝကိုရှင်သန်ဖို့ရန်အတွက်လောက်ကန်နေရင်နဲ့စီစဉ်ဥစ္စာတွေကို ရှာဖွေနေရင်နဲ့ကိုပိုင်းအလိုဆန္ဒတွေကို ရှာဖွေနေရင်းနဲ့ဘယ်အရာကို ကျွန်တော်တွေကအုပ်ဆိုးသူဘရင်အဖြစ်တင်ထားတယ်လဲဆိုတာကို ပြန်လည်သုံးသပ်ရမှာပါခရစ်တော်သခင်ကသာကျွန်တော်တို့အားလုံးရဲ့နှလုံးသားထဲမှာအချုပ်အခြာအာဏာပိုင်တဲ့ဘရင်အဖြစ်သတ်မှတ်ရမယ်ဆိုတာကျွန်တော်တို့တွေထောက်ရှုကြားရမှာဖြစ်ပါတယ်ယောသခင်ရဲ့နိုင်ငံတော်ဟာယခုလက်ရှိကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေမှာစတင်နေပြီလားဆိုတာကို ေကွန်ထိုးရမှာဖြစ်ပါတယ်။ယင်ခရစ်တော်ကဲ့သို့အစီခံခြင်းဒုက္ခရောက်နေတဲ့သူများကိုကြီးကျူးဆောင်လျှောက်ခြင်းဆင်းသားတွေဘက်မှအမြဲတမ်းတည်ရှိခြင်းဖြားနာသူတွေကိုကြီးကျူးဆောင်လျှောက်ခြင်းပြိနေချုပ်ချယ်ခြင်းခံရတဲ့သူတွေကိုသွားရောက်အားပေးခြင်းစသဖြင့်ခရစ်တော်ပြုလုပ်တဲ့လုပ်ငန်းတွေကိုကျွန်တော်တို့တွေဟာလက်တွေ့ဘဝမှာအကောင်အထည်ဖော်နေကြဖို့လိုပါတယ်။ပီလာတုမင်းရှိမှာ မာနမရှိဘဲနဲ့ယက်တီခဲ့တဲ့သခင်ခရစ်တော်ဟာကျွန်တော်တို့ရဲ့စင်မှန်သောဘုရင်ဖြစ်ပါတယ်။ထိုဖျားသခင်ရဲ့အုပ်စိုးမှုဟာလောကီအာနာရှင်များကဲ့သို့ခဏတာမဟုတ်ဖ ೇನೆ သာဝရတည်တတ်မှာပါ။ဒါကြောင့်ကျွန်တော်တို့အားလုံးဟာဘုရားသခင်ရဲ့အမှန်တရားဘုရားသခင်ရဲ့တရားမျှတခြင်းဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဆိုလိုခေါ်တဲ့နိုင်ငံတော်ရဲ့ကောင်းကင်နိုင်ငံတော်ရဲ့သက်စာရှိတဲ့နိုင်ငံသားများအဖြစ် နေထိုင်ကြဖို့လိုပါတယ်ကျွန်တော်တို့ရဲ့နေစဉ်လှုပ်ဆောင်မှုတိုင်းဟာခင်ခရစ်တော်ရဲ့အုပ်စိုးမှုဘုရားသခင်ရဲ့စီမင်းဥရေတွေနဲ့အသက်ရှင်နေထိုင်နိုင်ဖို့ရန်အတွက်စိုးမှုထားတဲ့ဘုရားသခင်ရဲ့ဘုန်းကုံတော်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုထင်ရှားစေဖို့ဖြစ်ပါတယ်ခရစ်တုဘုရင်ရဲ့မေတ္တာတော်နဲ့ခရစ်တုဘုရင်ရဲ့တရားမြတ်တာခြင်းတွေကျွန်တော်တို့နိုင်ငံ တို့အတိုင်းဝိုင်းမှာပူဆိုးဖို့ကျွန်တော်တို့ကြိုးစားပေးကြရပါမယ်။ဒါဟာကောင်းကင်နိုင်ငံသားတို့ရဲ့ရှောက်လန်းရမယ့်ဘဝဖြစ်ပါတယ်။ဒီအချက်တွေကိုထောက်ရှုပြီးတော့ကျွန်တော်တို့တယောက်ချင်းစီဒီလဲပဲခင်ခရစ်တော်ရဲ့အုပ်ဆိုးမှုကိုရောက်ရှိဖို့ဘုရားသခင်ရဲ့အုပ်ဆိုးမှုကိုတည်တံ့စေဖို့ရန်အတွက်လောကမှာအတိုင်းဝိုင်းမှာကျွန်တော်တို့ရဲ့နိုင်ငံမှာချစ်ချင်းမေတ္တာတွေ ရာမျှတခြင်းတွေအန်တရားတွေပုံစိုးဝရန်တွေမြေရန်စူးစမ်းပြနေရမယ်နှစ်နာခံပြနေရမယ်တသက်ခံနေရမယ်ဆိုတော့ဒီနေ့ထောက်ရှုလျက်အင်တော်ရဲ့ဘယင်ဘဝအတ္တတာကျွန်တော်နှလုံးသား၌စူးမှုပြီးဘာသူတွေကိုလည်းခင်ခရစ်တော်ရဲ့အုပ်စုခြင်းကိုရရှိဖို့ရန်အတွက်စူးစမ်းလျက်အသက်ရှင်သန်ကြပါစို့